Hello အားလုံးပဲမင်္ဂလာပါ United Show ကနေကြိုဆိုပါရစေ။ Sergeant Radcliffe ကတော့နီးပြ Ruben Amorim ကို Manchester United မှာ3နှစ်အချိန်ပေးသွားမယ်ဆိုပြီးတော့သူပြောထားတာလေးကျွန်တော်ရှိတယ်။ဒါရင်းနဲ့ပတ်သက်လို့ကျွန်တော်ဆွေးနွေးကြည့်အောင်ပါ။ Sergeant Radcliffe က United အသင်းတို့ Amorim တို့ပြီးရင်ကျွန်တော်က United Academy တို့နဲ့ပတ်သက်ပြီးတော့ interview လုပ်ထားတာလေးကိုသူတိတိကျပြောထားတာလေးကျွန်တော်ရှိရပေါ့နော်။စိတ်ဝင်စားဖို့ကျွန်တော်ကောင်းပါတယ်။ဆိုတော့ Amorim နဲ့ပတ်သက်ပြီးတော့ကျွန်တော်ပေါ့နော်အဓိကဆွေးနွေးကြည့်အောင်။ အဲပြီးတော့အစာချင်းပြောတာတွေကိုပေါ့ပြီးရင်ဒါတကယ်ကောဒါတွေဖြစ်နိုင်သလားပေါ့နော်ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဆွေးနွေးကြည့်အောင်ဆိုတော့ Sanjay Radcliffe က MOD နဲ့ပတ်သက်လို့ပေါ့ဒီစပြောထားတဲ့အရာကအားလဲဆိုတော့အဲဂလီဇာကပေါ့နော်ဂလီဇာကကြားပါတော့ပေါ့နော်ဂလီဇာအနေနဲ့ဟောနော်အဲ့ဒါအဲ့ဒါမပြိုင်မှာဆိုလို့ချင်း Okay ဆိုတော့ Sanjay Radcliffe ကပြောထားတာက MOD နဲ့ DRD ကိုအကောင်းဆုံးပုံစံနဲ့စတင်နိုင် ထားတာမျိုးမဟုတ်သေးဘူးပေါ့နော် MOD နဲ့ တို့အနေနဲ့ဒီသူဟာတကယ်တကယ်ကိုအယီချင်းရှိတဲ့နီးပြကောင်တယောက်ဖြစ်ပါတယ်ဆိုတာကိုတက်တည်ပြဖို့အတွက်၃နှစ်အချိန်ယူဖို့လိုတယ်ဆိုပြီးတော့เนาะသူယုံကြည်ထားကြောင်းပြောထားတယ်နော်သူအနေနဲ့၃နှစ်လောက်အချိန်ပေးရလိမ့်မယ်လို့ယုံကြည်ထားတယ်ပေါ့ဗျာ။ခိုင်ကျန်ခင်းတို့ journalist တွေပေါ့နော်ခင်ရတို့ရဲ့ဒီဗာလဲဒီဟွာတွေကိုနားမလည်ဘူးပေါ့နော် journalist တွေကိုနားမလည်ဘူးပေါ့။ ချက်ချင်းဆိုသလိုခင်ဗျားတို့ကနေချင်းညာချင်းအောင်မြင်ချင်းညတာဗောနော်နေချင်းညာချင်းအောင်မြင်တာကိုမြင်ချင်းညတာဗောနော်တကယ်တမ်းကဒါဟာအလွယ်တကူကျွန်တော်တို့အနေနဲ့အပြောင်းလဲလုပ်လို့ရတဲ့မိခလုတ်လေးတစ်ခုလိုမျိုးတည်ရမှာအရာအလုံးကိုနေချင်းညာချင်းပြောင်းလဲလို့ရတာမဟုတ်ဘူးဗောဗျာနော်ဆိုတော့အချိန်ယူရတယ်ဗောနော်ဘောလုံးကလပ်တင်တစ်ခုကိုကျွန်တော်ကင်တွေဖို့အောင်မြင်ဖို့ဆိုတော့အချိန်ယူရတယ်ဗောနော်သူတို့ပြင် United လို့အသင်းမျိုးကိုလွယ်လွယ်ကူကူနဲ့ကျွန်တော်ကပြောင်းလဲပြတ်လို့ကျွန်တော်မရဘူးဗောနော် ဆိုတော့ဒါကြောင့်ကျွန်တော်တို့ Rubin and Modin ကိုသူကတော့ဗောနော်ဒါတက်တိပြနိုင်ဖို့ဆိုလို့ရှိရင်၃နှစ်လောက်အချိန်ပေးရမယ်ဆိုပြီးတော့သူယုံကြည်ထားတယ်ဗောဒါဆိုရင်ဗောနော်ဂလီဇာကကဲအချိန်ဒီမကောင်းလို့ Modin ကိုထုတ်ပယ်ဖို့ခင်ဗျားကိုပြောလာပြီဆိုလို့ရှိရင်ဘယ်လိုလုပ်မလဲဗောနော်အာအဲ့လိုမျိုးဖြစ်လာမှာမဟုတ်ဘူးဗောနော်အဲ့လိုမျိုးဖြစ်လာမှာမဟုတ်ဘူးဘာလို့လဲဆိုတော့သူတို့တွေဟာအဝေးမှာရှိနေတယ်ဆိုရင်ကျွန်တော်တို့ကလုံးဝ local တွေအဲနော်သူသူပြောတာကျွန်တော်တို့လုံးဝ local တွေကျွန်တော်ကလည်းရှိ UK မှာရှိပြီးတော့ဒီဘောလုံးကလပ်ကိုကိုယ်တိုင်ကိုကြเนาะကျွန်တော်တို့ဒါမြေပြင်ထိဆင်းပြီးတော့ကျွန်တော်တို့ဒါဂိုင်းတွေနေကြတဲ့သူတွေ ောက်ဆိုတော့ Manchester United လိုမျိုးအသင်းကြီးကိုကင်တွယ်ဖို့ manage လုပ်ဖို့အတွက်ဆိုတာမျိုးကအဲ့လိုမျိုးလို့လန့်လုံးနေလို့ကျွန်တော်မရဘူးပေါ့နော်အဲ့ကြတော့လောတင်မှာဆိုလို့ရှိရင်ဟိုဂလီဇာတွေဟာအသင်းကိုလက်ရှိမှာဒီမှာကိုတန်းကိုကြကင်တွယ်နေတာမဟုတ်ပေမဲ့လည်းလို့ပေါ့နော်သူတို့ကဒီကလပ်အသင်းနဲ့ပတ်သက်လို့ရှိရင်ကယူကယူဒီဇိုင်းကျွန်တော်တို့ကင်တွယ်တယ်ပေါ့ဗျာကလပ်အသင်းနဲ့ပတ်သက်ပြီးတော့လည်းအရန်ကို fashion တွေဖြစ်တယ်ပေါ့ပြောချင်တာကတော့ Sergeant Redcliffe ကိုကျွန်တော် main emoding ကိုထုတ်တော့ဟဲ့လို့ပြောလာတာမျိုးလုံးဝဖြစ်လာမှာမဟုတ်ဘူးဆိုပြီးတော့သူပြောထားတယ် ဒါအပြင်เนาะကျွန်တော်ဒါဆက်ပြီးတော့ကျွန်တော်ပြောထားတာကျွန်တော်ရှိတယ် AMO ring ကိုဒါဆိုလို့ရှိရင်၃နှစ်အချိန်ပေးမှာပေါ့ဗောနော်ဒါဆိုလို့ဟုတ်တယ်ကျွန်တော်အနေနဲ့နီးပြ Ruben AMO ring ကိုကျွန်တော်ဗောနော်၃နှစ်အချိန်ပေးသွားမယ်နော်အရာအားလုံးကပေါ့နော်လုံးဝညာရင်းချင်းကျွန်တော်အနေနဲ့ဖြစ်လာမှာမဟုတ်ဘူးပေါ့နော်အဲစိုင်းလက်ဖောက်ဇန်ရဲ့နေ့တွေတုန်းကလည်းမှတ်မိသေးတယ်ဗျာပေါ့နော်စိုင်းလက်ဖောက်ဇန်နေ့တွေတုန်းကဆိုလို့ရှိရင်လည်းညနေရင်းညာရင်းဖြစ်လာမှာမဟုတ်တာပေါ့နော် ဇိုင်းလက်ဖာကူသိန်းလက်ထက်တုန်းကလည်း journalist တွေရဲ့ဘက်ကတော့ထုတ်ပယ်ဖို့ကျွန်တော်တို့အနေနဲ့ရေးကြသားကြတာပဲပေါ့နော်အခု Arsenal ကိုလည်းကြည့်လိုက်အောင်ပေါ့နော်ပထမဆုံးနှစ်နှစ်ဆိုလို့ရှိရင် Arteta ရဲ့လက်အောက်မှာတတော်ကိုစူးစူးဝါးဝါးဖြစ်ခဲ့တာပေါ့နော်ဆိုတော့အခုဆိုလို့ရှိရင်သူတို့ဘယ်လိုဖြစ်နေပြီလဲအချင်းကြီးကြည့်လိုက်အောင်ပေါ့နော်ဆိုတော့ကျွန်တော်တို့အနေနဲ့တော့ကျွန်တော်စိတ်ရှိဖို့လိုတယ်ဒီရှိကျွန်တော်ကြည့်ဖို့လိုတယ်ဒါကြောင့်ပေါ့နော်နီးပြရူဘင်အမ်မိုရင်ကို၃နှစ်အချိန်ပေးသွားမှာဖြစ်တယ်ဆိုပြီးတော့အမ်မိုရင်ကလည်းကျွန်တော်ပြောထားတယ်အော်ဆိုအဲဆာဂျင်ရက်ကလစ်ကလည်းကျွန်တော်ပြောထားတယ် နိပြ MOD တွေတော့တရင်ကောင်းပါနိပြ MOD တွေတော့တရင်ကောင်းပါဘာလို့လဲဆိုတော့ MOD တွေကျွန်တော်လက်ခုလိုမျိုးပေါ့နော်ဟိုဘယ်လိုပြောမလဲအရာအလုံးတိုင်ပတ်နေတဲ့အခြေအနေမျိုးတွေနော်ယာဒီကိုအကောင်ဆုံးပုံစံနဲ့စမစတင်နိုင်တာမျိုးတွေအကုန်လုံးကိုကျွန်တော်ကြည့်ရင်အဆင်မပြေဘူးဆိုတဲ့ခါကျတော့ဟိုဘယ်လိုပြောရမလဲဒီလိုမျိုးပေါ့နော်ပိုင်ရှင်တယောက်စီကနေပြီးတော့လူသိရှင်ကြသူ့ကိုခန့်ထားတဲ့သူစီကနေပြီးတော့လူသိရှင်ကြသူ့ကိုယုံကြည်နေတယ် သူအလုပ်ဖြစ်ဖို့အတွက်ဆိုတာမျိုးကလည်းအတိုင်းအတာတကူဒီအချိန်ယူမယ်ဆိုတဲ့ထောက်ခံမှုမျိုးရထားတာက MOD ဘက်ကကျွန်တော်တွေးကြည့်ရင်တကယ်ကောင်းတဲ့အချက်ပါ MOD နေနဲ့အရာအလုံးကိုစိတ်အေးလက်အေးအလုပ်လုပ်နိုင်မယ်ပေါ့ဗျာကစားသမားတွေနေနဲ့လည်းဒါကိုကြားပြီးတော့ဟာဟောင်နေငါတို့ဒီတော့ဆောက်ဖို့လို့လို့မရတော့ဘူးเนาะမဟုတ်ရင်ငါတို့ဒူးရမယ့်နေထားမှာရှိတယ်เนาะနီးပြကဆက်ရှိမယ်၃နှစ်လောက်ကတော့အာငါတို့တွေဒီ project ထဲမှာပါဝင်နိုင်ဖို့ဆိုလို့ရှိရင်ငါတို့တကယ်ကောင်းပြမှဖြစ်မယ်ဟေးဆိုတဲ့ပုံစံမျိုးတွေကျတို့ပေါ့เนาะ ဒီဘယ်လိုပြောမလဲအဲတွေးကောင်းတွေးလာကြမှာပဲဒါကြီးရဲ့ public ကြီးမှာပြောထားတာကိုဆိုတော့အဲ့ဒါနဲ့ပတ်သက်လို့ကျွန်တော်ဆွေးနွေးကြည့်အောင်ညီကညိုတို့ဘယ်လိုမြင်ညလဲ sergeant reglive ကတကယ်သုံးနှစ်ပေးလိမ့်မယ်လို့ထင်ကြတာကျွန်တော်တော့မယုံဘူးတကယ်ပြတာမထားတော့ဗျဟိုဘယ်လိုပြောမလဲဟိုနီးပြတွေကျွန်တော်ရှိမှထုတ်ခဲ့ထုတ်ပယ်ခဲ့တာတွေကျွန်တော်များလုံးတဲ့အခါကျတော့ဟာဒီနီးပြကိုကျွန်တော်ဆက်ထားတယ်ဘာညာထားအောင်တော့ပြဿနာမရှိဘူးပေါ့ဒါပေမဲ့ကျွန်တော် MOD ကအမိုရင်ကိုတကယ်အဲ့ဒါလိုအချိန်ပေးလိမ့်မယ်လို့ကျွန်တော်တော့ထင်းကိုမထင်ဘူး ခင်းကိုမတင်ဘူးအဲ့လိုအချိန်ပေးနိုင်မှုဆိုတာမျိုးတွေကဟိုစာဂျင်ရက်ဂလစ်တို့အတွက်ပေါ့နော်ကျွန်တော်ကယုံကြည်ကြရလို့ကျွန်တော်မတင်ဘူးဘာလို့လဲဆိုတော့ရှိမှာတာရကရှိခဲ့လို့ပဲအဲရစ်တန်ဟာရဲ့လက်အောက်မှာတာရကရှိခဲ့လို့ပဲအဲရစ်တန်ဟာဒီကျွန်တော်လက်ရှိအမ်မိုရင်လုတ်ပြထားတာဒီထဲပေါ့နော်ကျွန်တော်ဒီသူကင်တွေတဲ့နှစ်တီတော်တွင်မှာပူကောင်းတဲ့ရလက်တီကိုကျွန်တော်ရအောင်ပုံဖော်ထားနိုင်ခဲ့တယ်အဲရစ်တန်ဟာရဲ့လက်အောက်မှာအဆိုးဝါးဆုံးကာလတွေလည်းကျွန်တော်ဂျုံခဲ့ရပြီးပြီ ဒါပေမဲ့လည်းရှိ overall ခြုံကြည့်လိုက်မယ်ဆိုလို့ရှိရင် Eric တန်ခန့်ဒီ MOD လုတ်ပြထားတာတွေကပိုကောင်းတဲ့ results တွေကျွန်တော်တို့ဘောနော်တာအောင် လုတ်ပြနိုင်ခဲ့ပြီးသွားပြီ။ဒါအပြင်အသင်းကလိုအပ်နေပါတယ်နော်ဖလားတွေ6နှစ်လောက်မရပါဘူးဆိုတဲ့အရာမျိုးတွေကို Eric တန်ဟာကရအောင်လုတ်ပြနိုင်ခဲ့တာ။နော်ကျွန်တော်ဖလားရတာလွလွတ်လပ်လပ်ပဲကျွန်တော်ရှိသေးတယ်။တကယ်ယုံကြည်လို့ဆိုပြီးတော့လည်းနွေရာသီပြောင်းရွှေ့မှာတန်ဟာနဲ့ပတ်သက်ပြီးတော့လူတွေပါတယ်ဝယ်ပြီးတယ်။အချိန်ပေးမယ်လို့လည်းသူတို့တွေပြောတယ်။ ဒါပေမဲ့လို့ယာစီစတဲ့အခါထင်လို့လည်းမဖြစ်ရောဘာဖြစ်လဲချက်ချင်းထုတ်ပလိုက်တယ်ချက်ချင်းထုတ်ပြပြီးတော့နီးပြကိုကျွန်တော်နီးပြအစ်ရူဘင်အမိုရင်ကိုနေတွင်ညာတွင်ဆိုလို့ကျွန်တော်ဒီဘယ်လိုပြောမလဲတကယ်အချိန်ကာကောင်းမဟုတ်တဲ့နေတိုင်းမှာကျွန်တော်ခေါ်ပလိုက်တယ်ယာစီအလဲကြီးမှာကျွန်တော်ခေါ်ပလိုက်တယ်ဆိုတော့ပြောချင်တာကဟိုလက်ရှိဒီနီးပြအထက်ပေါ့နော်ရလက်တွေလည်းကောင်းအောင်လုပ်ပြထားတယ်ဖလားတွေလည်းယူပြပေးထားပါတယ်ဆိုတဲ့သူကိုအဲ့ဒီလူအတွက်ငွေကြီးတွေပါတယ်တုံးပေးထားတာတောင်မှချက်ချင်းကြီးအချိန်ပေးမယ်ပြောပြီးတော့ထုတ်ပလိုက်တာ မိုရင်ကိုလည်း၃နှစ်အချိန်ပေးမယ်ဆိုတာဒါကကျွန်တော်အပြည့်အဝယုံကြည်ခြင်းစရာကောင်းတယ်လို့မထင်ဘူးတကယ်လို့အဲ့ဒါလားအမှန်ဆိုရင်တော့ MOD တွက်ကတရင်ကောင်းမယ်ဒါပေမဲ့လို့ပေါ့နော်ကျွန်တော်တော့မယုံကြည်စေချင်ဘူးเนาะ MOD ကိုယ်တိုင်လည်းသဘောပေါက်လိမ့်မယ်လို့ထင်တယ်အဲဘာလို့လဲဆိုတော့ဒါတွေဟာရလက်တီကစကားပြောတဲ့နေရာတွေဖြစ်နေလို့ပဲအကယ်လို့မြန်မန်ချက်စတာယူနိုက်တက်ကဗျာဟိုထပါတော့เนาะမပြောကောင်းမဆိုကောင်းเนาะဖဖဲလဲပါစီဖဲပါစီဟဲ့လား နော်ဟိုရှိမှာကဲခုနပွဲဆက်တိုက်ရှုံးနေပေါ့နော်ရုပ်ပြည့်စင်ပြခုနပွဲဆက်တိုက်ဒီပါလေးရှုံးနေဟလာနော်ဘလူးမန်ကိုအချိန်မကောင်းဘူးတန်းဆင်းစုံနေကနေပြီးတော့လေပြန်ယုံတက်နိုင်မဲ့အချိန်မျိုးတွေမဟုတ်တော့ဘူးနော်အတိုင်းမဲ့လို့ပွဲကတော့20လောက်တော့ရောက်နေပြီအဲမျိုးလို့အဆင့်ဆက်ကုန်ကအသင်းနဲ့နော်ကိုရီးယား6မှတ်လောက်ကွာနေပြီးတော့ကိုရီးယားအဆင့်ဆက်ရှိကိုရောက်နေမဲ့အဆင့်ဆက်ကူကိုရောက်နေမဲ့ဆိုရင်ဆက်ထားလိုက်မယ်လို့ထင်သလားကျွန်တော်တော့မထင်ဘူးဘာလို့လဲဆိုတော့အဲ့လိုမျိုး၃နှစ်အချိန်ပြည့်မဲ့၄နှစ်အချိန်ပြည့်မဲ့၅နှစ်အချိန်ပြည့်မဲ့ဒါမျိုးက ဟိုဟိုအဲ့လိုမျိုးပြောလို့ရတာမျိုးကျွန်တော်မဟုတ်ဘူးဗျသူတို့တွေဆိုတာကအခုကကြည်ကောင်းအောင်ပြောတာတော့ပဲကျွန်တော်ရှိတာကျွန်တော်ဆာဂျင်ရက်ကလစ်ကအဲ့ဒါပြောတယ်လို့ကျွန်တော် တကယ်တကယ်ယုံကိုမယုံဘူးဒီလေအဲ့လိုမျိုးသွားလိုက်မယ်လို့တကယ်သာရက်လက်တီဟာသူတို့လက်ခံနိုင်စွမ်းရှိပါတယ်ဆိုတဲ့အရာတစ်ခုတည်းပူဆိုးနေတယ်ဆိုရင်တိုင်ပတ်မှာပဲသူတို့ကတော့ထုတ်ပယ်မှာပဲဘာကြောင့်လဲဆိုတော့ United မှာကကျွန်တော်တို့နေတဲ့ဒီသူတို့ကြီးပဲလဲပတ်နေတာမဟုတ်ဘူးပရိသတ်တွေကလည်းကျွန်တော်လဲပတ်နေလို့ပဲပရိသတ်တွေဒီဟိုမန်ချက်စတာယူနိုက်တက်မှာအခန်းကဏ္ဍအကြီးကြီးမှာကျွန်တော်ပါတယ် ။ဘာဖြစ်လဲဆိုတော့ pressure တွေကကျွန်တော်လာမှာ။ဆိုတော့၃နှစ်အတီဘယ်နီးပြမှအချိန်မရဘူး။ Adidas အဲ့အတွက်လည်းဒီတုန်းကပဲ။ Adidas ကအဲ့လိုအချိန်ရခဲ့တယ်ဆိုတာဘာကြောင့်လဲ။အဲ့ဒီသူ့ကိုအချိန်ပေးတဲ့အချိန်တော်တွင်မှာရလက်တွေစိုးဝါနေရင်တောင်မှကျန်တဲ့အရာတွေမှာတိုးတက်မှုတွေမြင်ရတယ်။ဒါကြောင့် Adidas ကပေါ့နော်ကျွန်တော်တို့အချိန်ရခဲ့တာ။နော် Adidas ကအချိန်ရခဲ့တယ်ဆိုတဲ့နေရာမျိုးတွေမှာသူတိုးတက်မှုတွေလုပ်ပြနေလို့ပဲ။ချက်ချင်းလက်ငင်းကြီးဝုံနိုင်ခွန်းဆိုပြီးတော့ပေါ့နော်ပရီးမီးယားလိဂ်ကိုကျွန်တော်တို့ကစိန်ခေါ်နိုင်တာမျိုးတော့မဟုတ်ဘူးသို့တော်လည်းပဲ ရလက်မကောင်းရင်ကျွန်တော်ညီနေတော့ဒီဆွမ်းဆောင်ရင်ကောင်းရင်ကျွန်တော်ပြတယ်အဲ့တော့အာဒီတာလက်အောက်မှာဒါတွေတော့ပုံပေါ်နေပြီဟာဖြည်းဖြည်းချင်းငါတို့အနေနဲ့ပေါ့နော်လူလေးတွေအားဖြည့်သွားရင်အချိန်ကြီးကောင်းလာမှာပဲဆိုတဲ့ပုံစံမျိုးတွေပြောရလို့ရှိရင် idea တွေက convince လုပ်နိုင်တယ်အနည်းပြဖြစ်တဲ့ Ruby and Mori ရဲ့လက်အောက်မှာကျွန်တော်ညီနေပေါ့နော်ချိန်ဆက်ပြီးတော့အချိန်ပြီးလို့ကစားပုံတွေကလည်းတိုးတက်မလာဘူးပဲအတင်းနဲ့ပဲတွေ့တွေ့ငါတို့ကထိတ်စည်းကနေပြီးတော့ကန်နေဆိုတာမရှိဘူးအကုန်ကန်တင်နေရတယ်ဟိတ်နော်ပြီးလို့ရှိရင်ငါတို့နေရရက်လက်တွေကလည်းထင်လို့ဖြစ်မလို့ဖေဖေရဲကြီးပဲဟိတ်ဆိုရင် ေကြရပြသူတို့ဒီအနေနဲ့တိုင်ပြိတ္တတွေဖိပေးတဲ့ဖိအားတွေကများလာမှာအဲ့ကြရင်ဘယ်၃နှစ်မှသူတို့အချိန်ပေးနိုင်မှာမဟုတ်ဘူးဆာဂျင်ရက်ကလစ်ဗီနဲ့ဘယ်၃နှစ်မှအချိန်ပေးနိုင်မှာမဟုတ်ဓာရီဟာတိတ်ပြီးတော့ဟိုဘယ်လိုပြောမလဲဒီတိုင်းကြီးလက်လွတ်စပယ်ပြောလိုက်လို့ရတဲ့အရာတွေလို့မထင်ဘူး၃နှစ်အချိန်ပေးမယ်ဟေ့အမ်မိုရင်အောင်မြင်မှုအတွက်၃နှစ်အချိန်ပေးမယ်ဟေ့ဘာညာပေါ့၃နှစ်အချိန်ပေးလို့မအောင်မြင်ခဲ့ဘယ်လိုလုပ်မလဲ၃နှစ်အချိန်ပေးလိုက်တယ်ဗျမအောင်မြင်ဘူးဆိုဘယ်လိုလုပ်မလဲအဲ့ဒါအလကားဖြစ်သွားရောလေကျွန်တော်တို့ကနီးပြားတယောက်ဟိုအောင်မြင်နိုင်ရရှိမရှိဆိုတာမျိုးက၃နှစ်မှမလိုတာ เนาะအချိန်ပေးရမယ်ဆိုတော့လိုတယ်เนาะဘာလို့လဲဆိုတော့ဒါဟာကျွန်တော်တို့ game နေပါနေမဟုတ်တဲ့အတွက်ချက်ချင်းလက်ငင်းတော့ဖြစ်လာမှာမဟုတ်ဘယ်သူမှန်လဲလက်ရှိ Manchester United က MOD အနေနဲ့ DR ဒီဖလားရရလိမ့်မယ်ဟေ့ဆိုပြီးတော့မျောလင့်မထားဘူးเนาะမျောလင့်မထားဘူးဘယ်သူမှဖလားရဖို့အတွက်တွန်းအားပေးမနေဘူးเนาะဟိုတိုးတော်လည်းပဲပေါ့เนาะအသင်းအနေနဲ့ကျွန်တော်တိုးတက်မှုအမြင်ရမှာအကယ်လို့ MOD ဆက်ကိုင်းလို့တိုးတက်မှုတွေမရှိဘူးဆိုရင်အော်ငါတို့ကတော့ဟေ့တော့ဒီပုံစံနဲ့ဆိုသုံးနှစ်ပြည့်လဲထူလာမှာမဟုတ်ဘူးလို့မြင်လာရင် သူတို့ထုတ်မှာပဲဒါကြောင့်ကျွန်တော်တော့ Sergeant Redcliffe နေနဲ့ပေါ့နော်ဒါမျိုးပြောတာတွေကယုံကြည်ခြင်းစရာကောင်းတယ်လို့ကျွန်တော်မထင်ဘူးဒီယာဒီကတော်တော်ကြီးကိုအဆုံးဖြတ်ပြီးသွားလိမ့်မယ်လို့ထင်တယ်အဲကလိုအဆင့်30ဝန်းကျင်လောက်ဆက်ရှိနေမယ်ဆိုရင်တော့ AMO ring ကိုဆက်ပြီးတော့ထားလိမ့်မယ်အဲအဲ့တဲ့ပူဆိုးနေတယ်ဆိုလို့ရှိရင်တော့ပေါ့နော်ကျွန်တော်မထင်ဘူးဆိုတော့ United ပြည်သက်တွေအတွက်တော့ဟိုအမ်ဆာဂျင်ပြောတာတွေကပေါ့နော်အများကြီးယုံကြည်ခြင်းတွေကကောင်းတယ်လို့ကျွန်တော်မထင်ဘူးဘာလို့လဲဆိုတော့ရှေ့မှာ Eric Tan Hag လို့ဘာလို့လဲတာရကတွေကျွန်တော်တွေ့ထားလို့ပဲ ို့တော်လည်းပဲတကယ်အချိန်ပြီးကောင်းပြီးမှန်းကျွန်တော်ကြည့်ရမှာပါ Sergeant Radcliffe တို့ဘာလို့ကအာကစားလောကမှာကျွန်တော်အနေနဲ့အတင်းတင်းကိုဥစည်းနေတဲ့တည်းမှာအောင်မီနေဆိုတာမျိုးကျွန်တော်မရှိထားဘူးအဲ့တော့ Manchester United တို့အတင်းမျိုးကိုဘောနော်သူတို့ကင်တွေပြီးတော့သူတို့လက်အောက်မှာအောင်မီနိုင်မယ်လို့ထင်တာမျိုးကနေ့နေ့တော့ကျွန်တော်အနေနဲ့တိုင်ပတ်လွန်ပါတယ်ဒါဒီကြတဲ့ဒီရမှာက Sergeant Radcliffe တို့ဒီ Manchester United ကိုဂိုင်တွင်နေဟိုဗါလေအာကစားအကလက်တင်ကိုဂိုင်တွင်နေတဲ့အနေထားမှာအောင်မီနေဆိုတာမျိုးကျွန်တော်ရှိမထားဘူး ။နောက်ဆိုညီကရိုရောဘလူမင်းကြလဲတကယ်စာချင်းပြောသလိုမျိုး၃နှစ်အချိန်ပေးလိမ့်မယ်လို့ညီကရိုထင်ကြလား။နောက်ဒါအပြင်ညီကရိုအနေနဲ့ရောဘလူမင်းကြလဲတကယ်တကယ်၃နှစ်အချိန်ပေးလာမယ်ဆိုရင်သူနေကြပါအားလုံးကိုချစ်သူများကြီးဒီမှာလေး